ခုဆိုရင်ဒါဆွေးနွေးသွားတဲ့အခါမှာစီဂျိုအကြောင်းစီဂျိုရဲ့နောက်ဆက်တွဲဆိုတော့เนาะဟိုလူနာစီဂျိုစပြစ်ပြီဆိုရင်စိတ်ထရမာအရင်လို့ရပါတော့เนาะဒါပေမဲ့ဒီဒါတော့လည်းရင်ဆိုင်ရမှာပေါ့เนาะဒါပေမဲ့ဒီစီဂျိုဖြစ်တယ်ဆိုပေမဲ့လည်းဒီဆေးတွေအပြင်ပေါ့เนาะကိုယ်စိတ်ကလည်းပျော်ရွှင်အဲကျမ်းမာတော့တော့ကတော့ကိုယ်ယောဂါကိုလက်ခံလိုက်လက်ခံလိုက်မှုကိုယ်ကို manage လုပ်ပေါ့เนาะစိတ်ကိုလည်းပြင်ဆင်ရမှာပေါ့เนาะအဲ့စိတ် ဘလို့ပြင်ဆင်ရမလဲဆိုတာလဲဟိုအကြံဉာဏ်ပေးပြပါဦးခင်ဗျာနော်စီဂျုံနဲ့စိတ်ကတော့အရင်အရေးကြီးတယ်ဆီမားတော့စီဂျုံနဲ့စိတ်တက်ဆိုပြီးတော့စောင်းမတော်ရေးထားတယ်ဒါပေမဲ့စီဂျုံကနော်ဖြစ်ပြီဆိုရင်စိတ်တက်ကြတာရယ်စဉ်ညစ်တာရယ်ဒါတွေနဲ့မပြီးဘူးသူတို့ကသူတို့ကိုပြန်ပြီးတော့ဒါဘူးပြန်ပြီးတော့စိတ်အားတက်အောင်ဆီမားတို့ကပြောရမှာနော်ပြောရမယ်ဆိုတော့သူတို့ hope ကိုပြောရမှာပေါ့နော်မင်းပါလုပ်ရင်ဘယ်လိုကောင်းမယ်မင်းဒီလိုရာလုပ် guide လုပ်ပေးမယ် နော်စိတ်ပြည့်စရာမလိုသေးဘူးနော်ဒီအသက်တူတော်လဲခုနလိုကုမယ်ဆိုရင်အသက်ကရှိမယ်ဘာညာအကုန်လုံးအားပေးရတယ်နော်နောက်သူတို့ကစီဂျိုကောင်းအောင်လုပ်တယ်ဒါလုပ်တယ် follow up ပြန်လာတဲ့ခါကျတော့ဒီမှာတော့ဟာစီဂျိုက A1C ကခုနှစ်တောင်ရပြီတော်လိုက်တာဒီလိုအားပေးတာပေါ့နော်သမူဝဲအောင်ပြီခုနှစ်ထက်နေဂုံတူးရပြီနော်အဲ့လိုလဲစိတ်ကိုလေသူတို့ encourage လုပ်ရတာပေါ့နော်ဒါစိတ်ဓာတ်ကြခြင်းဒါပေမဲ့တချို့ကြတော့လဲနော် စိတ်စိတ်ဆိုးရင်စိတ်ဆိုတာတိတ်လွန်ကဲပါဘုံကဲသွားတော့သူ့မှာနော်တော်တော်ဒါ ਉਹ ပဲအရန်ကိုစိတ်ပူနေတာပေါ့နော်ဒီလိုလူတွေကတော့အကြိုက်တော့မရှိကြိုက်မရှိဘူးစိုးရင်ဒါတော့လွန်ကဲတဲ့သူတွေတချို့ရှိပြီမဲ့ကြာလာတော့ယိုးသွားကြာဟုတ်တယ်ကြာလာတော့ယိုးသွားတော့သူတို့ကပေါ့ပေါ့ပဲပြန်နေတာပေါ့နော်ဒါကြောင့်ဆင်မကစိုးရင်စိတ်ဆိုတာလေစီးကြောအောင်မြင်ခြင်းအတွက်တစ်ခုအရေးကြီးတဲ့ဟာရှိတဲ့တော့ အရာဖြစ်ပါတယ်နော်လူတွေမစိုးရိမ်ရအောင်မဟုတ်စိုးရိမ်ပြီးတော့စိတ်တကြမနေရစိုးရိမ်စိတ်လေးရှိတယ်ဆိုရင်ငါ concern ပေါ့နော်ငါစီးကြိုကောင်းပါမလားငါဘာစားလို့တက်တာလဲငါလမ်းလျှောက်ရင်ကြတယ်ငါထိုင်နေစီးကြိုတက်တယ်နော်အဲ့ဒါကိုယ့်အကကိုသိတယ်ကိုယ့်အကကိုလေ့လာမယ်ဟုတ်ကဲ့နော်စိုးရိမ်စိတ်လေးရှိတဲ့သူကပိုကောင်းတယ်ပိုပိုပြီးတော့ယောဂပိုထိနိုင်တယ်ဆိုတော့ထိနိုင်တယ်နော်စင်မတချို့ဆိုရင် အရန်စိတ်ပူတတ်တဲ့လူနာတချို့၃၄၅ယောက်ရှင်မမှာရှိတယ်နော်တာတကရှိတယ်အဲသူကနည်းနည်းလေးများပြီရှင်မခုနှစ်7.1ဖြစ်သွားပြီလုတ်ပေါင်းရှင်မရဲ့လုတ်ပေါင်းအဲအဲ့လိုကြောက်နေတယ်ကျွန်တော်ကဘာဖြစ်ဖြစ်အရန်ရှင်မပြောထားတာကိုခုနှစ်ထက်ကြောက်ရင်တတန်းတုံမယ်တတန်းနည်းနည်းတုံမယ်လို့ပြောတာအော်ခုနှစ်ကိုပြင်မယ်ခုနှစ်ပြင်မကြောက်ဘူးပေါ့နော် ခုနှစ်ပြေးမကျော်တော့သူကတက်တန်းတုံမယ်ဆိုအရန်ဆိုးရင်တော့ဒါအရန်ကူယူဆိုင်စမလူနာတယောက်ဆိုနှစ်30ရှိဟုတ်ကဲ့နော် तू က A1C ကအပြည့်အစုံခုနှစ်ပဲနော်ခုနှစ်ပဲ तू ကဒီနည်းနည်းမှပေးမတက်ဘူးနော်နှစ်30မှာ तू တောင်းနေတာမဲ့ဖို့မင်းနှလုံးပဲမတိုးတော့ဆေးတွေမတိုးတော့အဲ့ဆို तू ကအစားအုံထိန်းဆိုတော့အဆိုးရင်စိတ်တည်လဲနော်ကောင်းကျိုးရှိတယ်ဟုတ်ကဲ့နော်မဆိုးရင်ချင်းတည်လဲဆိုးကျိုးဖြစ်နိုင်တယ် ဟုတ်ပြီစိတ်ကိုတော့ပြေလျှော့အောင်လုပ်ရမယ်ဆိုတော့တော်တော်လေးတချို့လောကကြီးကျွမ်းနေတဲ့အခါเนาะကိုလည်း we can help ပေါ့ငါတို့မကူနိုင်ဘူးသူခြေတော့ပုတ်နေတာယူကိုကူလို့မရဘူးသူကြောက်ကပ်ပြက်နေတာဒီတဲ့เนาะကုန်ကြစရိတ်အတွက်မကူနိုင်ဆေးတော့ပေးတတ်တယ်သူတို့ကုန်ကြမဲ့ဟာတော့ကျမတို့မကူနိုင်ဘူးเนาะအဲ့ဒါဆိုလူနာကလည်းဒီကုထုံးကိုမလိုက်နိုင်ဘူးเนาะအဲ့ဒီချိန်ကျရင်တော့စိတ်ဓာတ်ကပူကြเนาะ စိတ်တပ်ပူကြတဲ့အခါကျတော့ဒါဘလိုကူရလဲပေါ့နော်ကျမတို့ကတော့နှွေးထွေးစွာနှစ်သိမ့်ဆွေးနွေးခြင်းလိုတယ်နော်သူတို့ရဲ့ဒီဝရင်းကိုဒီကူရမှာကိုအသိမတွန်းတော့ပေါ့နော်သူတို့ကဒီအရောကုန်ကြမရှိနိုင်မဖြစ်နိုင်ဘူးဆိုရင်အဲဒီဆေးလေးနဲ့လည်းရပါတယ်နော်ဆေးလေးနဲ့ကုသွားမယ်ပေါ့နော်သူတို့ရဲ့တတန်းဆေးအောင်ပေါ့နော်ကုသွားပေးရတာပေါ့နော် life life long မှာ psychologically သူနည်းနည်းစိတ်ပြေအောင်ပေါ့အဲအဲ့လိုလေးတွေရှိတယ် နော်တချို့တွေကအချားနီလန်းနေပေါ့နော်သူတို့စီမှာတော့ယောယောဂယောဂဆိုတာတော့ယောဂယောဂီနော်ကျင့်စဉ်လို့တရားတရားချင်းကျင့်စဉ်လို့ဒါဝေဒနာတွေကိုသူကယော့စေနိုင်တယ်လို့ပြောတယ်သူတို့လည်းကြားတယ်ပေါ့စိတ်ကိုနော်ကမ်းဖြစ်အောင်လေဟုတ်ကဲ့ရေအောင်လုပ်တယ်အိပ်ပျော်တယ်ပေါ့ဘူးအိပ်ပျော်တယ်ဘူးတက်တာတယ်ဆိုစီတိုရှိပြီဆိုရင်အရင်ကကိုယ်စိတ်ကိုတည်ငြိမ်အောင် ရင်းဆုံးတော့ရပါတော့เนาะတည်အောင်လုပ်ပေါ့လည်းတည်အောင်လုပ်ရင်ဒါအကုန်လုံးကောင်းအောင်လုပ်လို့ရတာပေါ့เนาะစမိုင်းရအမြဲတမ်းပြောရပေါ့เนาะအဲစီဂျိုကိုမဖြစ်ခင်ကစကူပါအဲ pre diabetes ပေါ့เนาะအချိုစီဂျိုအဆင့်ကလေးအဲစောစောတည်အောင်လုပ်ပေါ့เนาะအဲအဲ့တော့မေကိုကဘာကြောင့်လဲဟောနာမေကိုကစောစောနိုင်တယ်မယ်ဆောเนาะဘယ်တော့ကစီဂျိုစမှာလဲเนาะအဲ့လို စီချိုမိဘအမွေးလာတယ်နော်သူတို့ကမိဘအစီချိုရှိတယ်ဒါဆိုရင်သူတို့အမေပိုက်ထဲမှာရှိကြတယ်ကအမေကကိုဝင်ဆောင်စီချိုရှိတယ်နော်အဲ့ဆိုဒီကလေးကမွေးလာရင်စီချိုဖြစ်တိုင်ခြင်းနည်းနည်းပုံများတယ်နော်ကိုဝင်ဆောင်စီချိုမဖြစ်ပေမရှိပေမဲ့လည်းမိသူမဆိုဒီမိဘကဆင်းသက်လာတယ်ဆိုရင်စီချိုဖြစ်နိုင်ခြင်းရှိတယ်နော်တိတ်မလွတ်ဘူးမလွတ်ခင်းနိုင်ဘူး နော်ဒါကြောင့်ဘယ်ကနေစပြီးတော့တတိထားရမယ်ဆိုရင်ဆယ်ကျော်တက်လောက်ကနေစတတိထားရမယ်နော်သူတို့ကနည်းနည်းအရွယ်ကောင်းတဲ့ဆယ်နှစ်အောက်တောင်မှတချို့ကကလေးလေးတွေကဝရတယ်လीဝရတယ်မိဘတွေကဝရရင်ချစ်စရာလीဟုတ်တယ်ကျွန်တော်တို့လည်းအပြင်မှာတွေ့ရင်ကလေးကပိန်တယ်နော်ဆိုမိဘတွေကကြိုက်အေးနော်ဝါဝါလေးချစ်စရာလေးနော်အများကြီးစားမလေးနော် စားမကြိုက်တယ်နော်ဟာကလေးမစားဘူးဆိုအတင်းချေတုံးနဲ့တောင်ရိုက်ပြောနေပြီငါတို့မကြွေးဘူးလားဆိုပြီးတော့ရိုက်ကြွေးတယ်နော်အဲ့ဒီအလေးချင်းတွေကိုပြန်ပြင်ပြင်ရမယ်ဒါကတော့ pre မှာဟိုးရှေ့ဆုံးမှာဖြစ်လာတာအဲ့ဒီကလေးကအမြင်ရှိရမယ်မိဘငါကလေးကစီချိုအလောင်းလေးကဆိုတာအမြင်ရှိရမယ်ဆိုတော့အဲ့ဒီအလေးစေကျော်ចောင်းသားအရွယ်လောက်မှာဆိုရင်လေကလေးတွေကတချို့ဝရတယ်နော်ဒါမိဘစီချိုရှိတယ်ဆိုအဲ့ဒီမှာကလေးက သူတို့တွေကိုလေ့ကျင့်ခန်းပို့လို့အောင်နော်ကလေးတွေကဂိမ်းစားတယ်ဂိမ်းကစားတယ်ထိုင်နေတယ်နော်အခုဆိုတိတ်တိတ်မဆော့ကြအောင်လေအတွက်ကလေးတွေတော့ဒါအချိုရီကြိုက်တယ်နိနော်အချိုရီကနော်အချိုရီလေးကြိုက်သူတို့ကြိုက်တာလေးဝယ်ပေးတရားလုံးလေးတွေကြိုက်နော်ဆိုတော့အဲ့ဒါတွေကမိဘတွေပြန်တတိထားမယ်အဲ့ဒီကမှမှစနေပြီသို့တော်လဲကျမတို့ကဒီဟာကိုသွားစစ်လို့နော်နည်းနည်းဝေးသေးတယ်ဒီလိုစီးချိုသွားစစ်ရင်ကောင်းအောင်ကောင်းသေးတယ်ဘာမှမရှိဘူး ဟုတ်တယ်เนาะဒီလိုအဆင့်တစ်ဆင့်ရောက်လာတဲ့အခါကျွန်မတို့เนาะစီချိုရဲ့ဇလန်းကိုကြည့်ရင်လေ life long ဟိုကြည့်မယ်ဆိုရင်စီချိုကဟိုးစမဖြစ်ခင်မှာ insulin တွေအရန်ထွက်တယ်ဒီဝတဲ့သူတွေကနိ insulin အရန်ထွက်တယ်တကယ်တော့စီချိုဆိုတာ insulin နဲတယ်လို့ပြောတာဟုတ်လားเนาะ insulin နဲတယ် insulin နဲနဲသွားတယ်ဒါမှမဟုတ် insulin ရှိတော့လေเนาะသူကမထိရောက်နိုင်ဘူးเนาะ insulin resistant လို့ခေါ်တယ်ဟုတ်ဒီဘက်ကမထိရောက်ဘူးဆိုရင် insulin action မရဘူးဆိုရင် action မရဘူးဆိုရင်စီးကျိုးဖြစ်တယ်။သို့တော်လည်းဒီရဲ့အရှိမှ10နှစ်ပေါ့နှစ်ပေါင်း10ခန်းလောက်က तू က insulin တိတ်များပြီးတော့စီးကျိုးတွေကျကျသွားတာရှိတယ်။เนาะအဲ့ဒါသတိထားမယ်။တချို့ကစီးကျိုးတိုင်းကြည့်လို့အရန်ကျတယ်ဆိုရင်เนาะမိဘစီးကျိုးရှိတယ်ဆိုရင်သူကမဟုတ်အချိုးတွေတော်တော်ထိုးတယ်ဂလူကိုသွားထိုးတယ်အချိုးတွေပိုတိုက်တယ်နော်အဲအဲ့ဒီဟာကစီးကျိုးရဲ့လက္ခဏာအစပဲ စီချိုလက္ခဏာအစနော်ဒါသူက hyper insulinemia stage လို့ခေါ်တယ် insulin သိမ့်များတဲ့အဆင့်ကနောက်10နှစ်ကြာလို့ရှင် insulin တွေကုန်သွားတာပေါ့ဥပမာပင်ပတ်စံရံဖြုံးလိုက်တယ်ပေါ့အဲဟုတ်အရှိမပတ်စံသားသမီးကပတ်စံရံဖြုံးလိုက်တော့နောက်ကျရင်10နှစ်ကျော်ရင်နေနေသွားတယ်ပတ်စံနေသွားပြီဆိုရင်စီချိုဖြစ် insulin နေသွားရင်စီချိုဖြစ်ဒါတော့စီချို insulin မနေခင်အရှိမသူက insulin များတဲ့အဆင့်ဆိုတာရှိတယ် ဒါလူတွေမသိဘူးဒါကျမတို့ကအခု pre เนาะ pre ရဲ့ pre ပေါ့ pre pre เนาะ pre pre diabetes ပေါ့ရှေ့ရှေ့ဒါဆိုရင်ကျမကြီးရှင်းပြရဆိုရင် insulin မနှဲခင်တော့က insulin ဒီအများကြီးရှိရဆိုရယ် stage တစ်ခုဆိုတာရှိခဲ့တာပေါ့เนาะအကြောင်းဒီမှာကျမတို့ကလေဒီဆေးရုံမှာလဲစစ်တယ်เนาะ pre IGD လို့ခေါ်တဲ့အစောကြီးကိုတည်တာလीအဲ့ဒါဆိုရင်အဲ့ဒီအချိန်မှာကျမတို့ကဒီသူ့ကို glucose လေးတိုက်လိုက်တယ်เนาะ OGTT ပါပဲ glucose တိုက်လိုက်တယ် ်သူကဒီ glucose ဆိုတိုင်းနေလို့ insulin ကိုတိုင်းလိုက်တဲ့အခါ200 300 400 500အရန်များတကယ်တော့40လောက်ပဲရှိရမှာ insulin က400เนาะအဲ့ဒါဆိုရင် insulin တိတ်များကြီးထွက်သွားလိုက်ပြီဆိုရင် insulin ရဲ့သဘောအားစီးချိုချကြမယ်ဆိုသူတို့တအောင်နေနောက်2နာရီ3နာရီကျရင်စီးချိုတွေကပြုတ်ကြပါเนาะတကယ်တိုင်းနေ80တို့60တို့ဖြစ်သွားတယ်เนาะဒီအရောကျွန်မတို့ပြရတယ်ဒါဆိုရင် စီချိုအကျိုးနော်နော်အဲ့ဒါအစီချိုအကျိုးနော်အကျိုးရဲ့အရှိဆုံးအကျိုးပါနော်အဲ့ဒီအချိန်မှာမပါလို့ရမယ်ဆိုဝိတ်ချရမယ်ဝိတ်ချလိုက်ရမယ်အချိုးလုံးဝရှောင်ရမယ်ဟုတ်ကဲ့နော်အဲ့လိုမျိုးလုပ်လိုက်ရင် तू ကထပ်ဆွဲလိုက်တာပေါ့အချိန်ဆွဲဆန့်လိုက်တယ်ဟိုနောက်ဆုတ်သွားနောက်ဆုတ်သွားတယ်နော်အဲ့ဒီအစင်းကိုတောင်မှနော်လုံးလို့ရတာဆိုတော့နောက်နည်းနည်းပိုနီးလာစီချိုနာကတ်လာတဲ့ခါကျတော့เนาะကျမတို့က pre IGD လို့ခေါ်တယ်အဲ့ဒါဆိုရင် ဇီးကြိုကဒီလို glucose တောက်လိုက်ရင်နိ normal မဟုတ်တော့ဘူးအစောအစောတုန်းက insulin နေအရန်နိုင်တယ်နိနိုင်တယ်နောက်ဒုတိယသစင်းနေလိုက်ရင်နည်းနည်းနေလိုက်ခြေလမ်းတနှမ်းဝင်လာပြီဆိုရင်ဒါဒါ pre diabetes နော်ကျမတို့ရှာတာ pre diabetes ကို လုပ်တယ်ခုန pre IgD ဆိုတာအစောဆုံးကိုတိတ်ပြီးတော့မလုပ်ကြဘူးဒါပေမဲ့ကျမတို့ကလုပ်တယ်ဟိုအကယ်၍ကျမကြီးပြောဆွေးနွေးသွားရပုံဆိုရင်ဒါမိမမျိုးရိုးလည်းရှိတယ်အဲကိုကလည်း အဲခါတော့ကလည်းကြီးနေတယ်ဆိုတော့ဝါနေတယ်ဆိုရင်တော့ခုနအကျိုး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 ရဲ့အကျိုးစမ်းစမ်းအဲ့ဒါတော့ဆယ်ဆယ်ဆယ်နှစ်ကျော်ရဟုတ်တယ်ဆယ်နှစ်55ဆ55နှစ်ကောင်းတာကတော့ချင်းနေကြည့်ပေါ့နော်20ကျော်ရင်တော့လုံလို့ရတယ်20ကျော်လောက်ဆိုအတော်ပဲ20ကျော်လောက်30ကျော်40ဆိုသူကဟိုခြေလန်းတလန်းတဲရောက်သွားပြီ ခြေလန်းတလန်းဝင်တဲ့ဟုတ်ပြီရောက်နေခြေလန်းတလန်းခြေလန်းတလန်းဝင်တဲ့ဟာတော့ဒါအစောဆုံးသိတာကတော့သူတို့က pre diabetes ကို A1C နဲ့လဲတိုင်း A1C ကနော်ဒီ9သတ္တမ9ကျော်ပြီဆိုရင်ဒါကျော်လို့ပြောလဲဗျာတို့မဟုတ်ရင်ဒီဂလူကို့စ်တိုက်ပြီးတော့ဂလူကို့စ်တိုက်ကျွေးပြီးတော့ဆင်မယ်ဆိုရင်လေသူကနည်းနည်း normal မဟုတ်တော့ normal မဟုတ်တော့အတိတ်ပဲက insulin မလောက်တော့ဒါမှမ insulin နော်တိုင်းကြီးတော့တိတ်မနေပြီမြေဆိုလင် action မလိုက်နိုင်တော့နော် action မရတော့ဘူးဆိုရင်စီချိုရဲ့အစဆိုဒီတိုင်းကိုလည်းကျမတို့ရှာလို့ရတယ်အဲ့ဒီအချိန်ကုရင်လည်းနောက်ထပ် lifestyle နဲ့လုံလိုက်ရင်စီချို sending နောက်ကြာ sending အဲ့ဆိုရင်နောက်နောက်ဆုတ်ဆုတ်ဆုတ်သွားရင်လေအသက်60မှစီချိုစားဖြစ်မဆုံးနော်ဟုတ်တယ်နော်အေးနော် sending ပဲကြာနော်အဲ့ဆိုရင်ဒါအဲ့လိုအစိုးရသိရင်ကုရတာအကောင်းဆုံးပဲ အောင်မြင်ဆုံးပဲเนาะဆိုတော့နောက်ကျမတို့တည်တဲ့လူတွေကအများကြီးဆယ်နှစ်နောက်ကြာဟုတ်တယ်ခင်ဗျာဘာဖြစ်လဲဆိုတော့ဟိုအဲ့ချိန်ကြမှာလဲကျမရဲ့ဟိုကိုယ့်ရဲ့အတိ knowledge မှာစီဂျိုလက္ခဏာတွေဆိုတာကိုပေါ်လာတာခုနပြောလို့ဟိုရှူရှူပေါက်နေတဲ့မှာမြို့မပေါ်သေးကြုံလို့လက်တွေ့ဆန်းလိုက်တယ်ဟို medical check up လုပ်နေနေမှာသူကအင်ကဆက်လေးဝင်လာငါလဲဆန်းချက်စီဂျိုကျွန်တော် covid နောက်ပိုင်းဆိုရင်တော်တော်ဆန်းဖြစ်တယ် ကိုဗစ်တောင်ဆိုရင်အဲဟိုစီချိုဖောက်အောင်ဖောက်အောင်ပဲဆိုရင်ခုနောက်ပိုင်းတော့လူတွေကတော့ဟိုဆက်ဟိုအတိရှော့ရှိနေတာပါဆင်းလေးဒါကြောင့်ကျမကတော့စောနိုင်သမျှစောတာတော့ထီရောက်ဆုံးရယ်လုံးဝကင်းစင်တဲ့ဘဝနောက်ဆက်တွဲလုံးဝကင်းစင်တဲ့ဘဝဘူးရောက်မယ်ပေါ့နော်ဆိုတဘာဝနိယမတရားနဲ့တခုနော်တဘာဝတရားတခုနဲ့နိုင်ရှင်ပြောမယ်ဆိုလို့ရှင်ဒီနေ့ကောင်းတာလို့ရင်နောင်ကြလည်းကောင်းကြရအောင် ောင်းတာလို့ရင် ကောင်းတဲ့ကုသိုလ်ဆိုရင်ကောင်းတာရနော်အဲ့ဒါကတော့ဒီဟာမေ့မသွားဘူးကောင်းတာလုပ်ခဲ့တာနော်ဥမာဆိုရင်ဒီသူတောက်လျှောက်မလုပ်ပဲနဲ့သူ9နှစ်10နှစ်လောက်ကအရန်ကောင်းအောင်လုပ်ခဲ့တယ်နောက်ပိုင်းပော့သွားရင်ပော့ပော့ပော့ဆဆနေရင်တောင်မှ तू ကအစိုးဆုံးလုပ်ထားတော့ तू ကနောက်ဆုံးအကျိုးကရှိသေးတယ်မပြောက်သွားဘူးဩကိုယ်ကောင်းကြောမပြောက်ဘူးပြောက်ဘူးနော်ဒါကြောင့်သူတို့ကနော်ဒီခုနေ့မှာ research လုပ်တဲ့သူတွေကပြောလဲဒါတွေ့ရှိတာအောင် legacy effect နဲ့ legacy effect ဆိုတော့ now တကူကျမတို့ကဒီဒီဒီဗုဒ္ဓဘာသာတရားနဲ့ကြည့်မယ်ဆိုလို့ကောင်းကျိုးလို့ရင်ကောင်းတဲ့ကုသိုလ်ရရမယ်ဆိုအဲ့ရနဲ့သွားတူတယ်နော်ကောင်းတာလို့နော်တခြားနိလန်းနေရာစမားလူတွေကိုပြောတာတော့နော်အဲဟိုတည်းမှာဒီနေ့သူငယ်တန်းကလေးကစပြီးကလေးကိုစတော်လုံးမယ်ဆို10တန်းကြာရင် तू ကလိုက်ဆရာမလို့ तू ကသူဂုံတူးရမှာပဲဒီကလေးက ဒီအခုနေရသူငယ်တန်းပဲရှိသေးတယ်အခုဒီသူငယ်တန်းကလေးကလှုပ်တာเนาะနင်၁၀တန်းကြာရင်ဒီကလေးကကုန်လို့ရအောင်เนาะအဲအဲ့လိုဒီနေ့လှုပ်တာ နောင်တွဲဖြစ်ပါတယ်เนาะဆိုအဲ့လိုပြောတာရယ်နောက်တစ်ခုကတော့နောက်ကြတဲ့သမားတွေအတွက်ကိုเนาะသူကဒီဟိုဒင်းပေါ့ဒါ lesson ယူစရာဆိုလို့ရှိရင်เนาะသမင်းဂျိုးတူးလို့เนาะသမင်းကဂျိုးတူးခါစားဆိုရင်ရေစိမ့်လိုက်ရင်သမင်းပြန်ရမယ်ချုပ်သွားရင် မရတော့ဘူးသူကမာတောက်မာမီတော့မဲသွားပြီသမီးရေစိမ့်နေသမီးပြန်မဖြစ်တော့ဆိုတော့ကြောင်းကျွမ်းသွားရင်ပြင်လို့မရပါနော်စောတုံးမှာပြင်ပါစောတုံးမှာပြင်ဆိုစောစောနောက်ဆက်တွဲဒီမှာနော်အသားဓာတ်ပေါ်ကလေးကစီးမသားဓာတ်ပဲပြင်လိုက်သူကြောက်ကမပြတ်တော့ဘူးလေနော်အဲ့လိုမိသေးတယ်လို့ပြောတာဂျိုးဒုခါစားလည်းမိသေးတယ်ဂျိုးအရန်မဲသွားရင်ပြင်လို့မရပါဘူးဒါတွေကနမူနာနဲ့ဆီမှာမှတ်မိအောင် ပြောလို့ရှိတဲ့စကားလေးတွေပါဟုတ်ကဲ့ဒါဆိုရင်တော့เนาะဆရာမကြီးဟိုစီဂျိုဆိုတာလည်းအဲဒီဆင်းရဲနေနဲ့တိလာတာတော့လူတိုင်းကတော့ဖြစ်ကိုအဲဖြစ်မှာပေါ့တော့ဖြစ်နိုင်ကြည်များတယ်လို့ပြောပြအဲ့လိုပြောအဲ့လိုအခုခက်ကတော့အဲ့လိုလူတိုင်းလူတိုင်းဟိုเนาะကျွန်တော်ဘာမလဲဆိုတော့ဟိုတခါကျရင်တချို့ကွန်မန့်တွေကိုကြည့်ရလေအဲ စီဂျိုပြောနေတဲ့ဆရာဝန်အောက်ကွန်မန့်ပြောတယ်ဒီဆိုင်ကြီးကစီဂျိုမဖြစ်နိုင်ဘူးလားဖြစ်မှာပါဘောနော်ဒီဆိုင်ကြီးဖြစ်နိုင်တယ်ပေါ့နော်အေးပရီပရီပေါ့နော်အေးကျမတို့ကပရီပရီပေါ့ပရီပရီဆိုရင်တော့မေဖော်မင်တလုံးတော့တာကဝင်ခိုင်းပေါ့ဝင်ခိုင်းနော်ကျမတို့လည်းကြောက်ပါတယ်နော်မရှိသေးဘူးဒါပေမဲ့မေဖော်မင်လေးတလုံးဟုတ်တယ်လှုပ်လှောင်မှုတွေအများကြီးလှုပ်တယ်เนาะဆိုတော့အကြောင်းကျမတို့ကလည်းဒါ ီအစောပိုင်းနေမှာတော့မစည်းကြို ဖြစ်နိုင်ခြင်းရှိသူများသည်เนาะ statin ရယ် statin statin တောက်ခြင်း statin လည်းတောက်တယ် statin က statin လည်းတောက်တယ်လေများတယ်ဆို cholesterol များရင်တောက်ဟုတ်เนาะဆိုတော့အဲ့ဒါတွေကိုဒီမှာတော့လူတွေကို short short စားလမ်းလျှောက်အဲအဲ့လိုလေเนาะ short စားလမ်းလျှောက် short စားဆိုဒီမှာသမင်းနဲ့သမင်းဂျုံစမ်းဂျုံတကြားဟုတ်ကဲ့เนาะ fructose အတိအကျတော့နည်းနည်းစားလို့ရပါမယ်အများကြီးစားလို့မရအောင် နော်ဒါတွေအားလုံးကစံကြုံတရားအလုံးပေါ့ကစီတတ်တွေကိုလျှော့စာနော်အဲ့တော့သူတို့အစားကိုဟင်းသီးဟွဲ့နဲ့တခြားအစားကိုနည်းနည်းပိုစားလိုက်နော်ပြီးတော့လှုပ်ရှားနေပါဆိုရင်လှုပ်ရှားပါကြွသားလှုပ်ပြီးကြွသားလှုပ်ပြီးအဲ့လိုလိကျင်ကန်းသွားလှုပ်ဆရာမလို့ကိုယ်အိမ်ထဲမှာလည်းလမ်းလျှောက်ရနေနော်လူတိုင်းကဂျင်သွားလို့မမြင်နော်လမ်းလျှောက်အလုံးပါနေမယ်လမ်းလျှောက်ပေါ့နော်ဒီဆရာမကတော့စေကန်းဟိုဘက်ခန်းဒီဘက်ခန်း ။ထမင်းစားပြီးလမ်းရှာ။အဒီဒီ elite ထလည်းတော့ကောင်းတယ်ပေါ့နော်။ဆရာမနော်ထမင်းစားပြီးလမ်းရှာ။ဟုတ်ရဲ့နော်။လူနာဒီဘက်တယောက်လာရင်ဒီဘက်လျှောက်လာရင်ဟိုဘက်တယောက်။ဆိုတော့စမအရှင်မတွေကိုစားခွက်တနေရာဟိုစီဟိုလေအချုံမုတ်တနေရာထားပလားလို့နော်။ဒါဒီစနွေးမုတ်ရေဟိုဘက်ပြေးထဲလိုက်เนาะဒီဘက်ပြေးထဲလိုက်အဲ့လိုလို့เนาะဆိုတော့ဒီနောက်ဆိုင်ရောင်းတဲ့လူနာလဲအရှင်မပြောတာဆိုင်ရောင်းတဲ့လူနာတွေကဒီဘောင်ကြအဖွင့်မီးပစံသိမ့်တဲ့နေရာထိုင်နေတဲ့အသက်တူမှာเนาะဘာလို့ဆို तू ကမလှုပ်နေ เออตุปะสันคุ้มมาซื้อรู้พินเราไม่จั่วเนาะเอ่ขอได้เนี่ยหลุมิ้นซี้จูရှိတယ်မလားမင်းเอ่ขอได้เนี่ยเนาะဒီပစ္စည်းတွေဘာညာပြောပြီးတော့ရောင်းနေเนี่ยမင်းလောက်အောင်เนาะဒါဆိုရင်လာရေးလို့ဟိုရှောက်ရီရှောက်နေဆိုရင် तू อ่ะလေ့ကျင့်การလုပ်ပြီးတာเนาะစီးပွားရေးจ้องလုပ်ရတာလဲညောင်းခံနေတယ်เนาะကစ္စံပြပစံရတာเนาะအဲ့ဒါဆိုပစံလဲရเนาะလေ့ကျင့်การလဲเนาะအဲ့ဒါ နာရလှုပ်ရှားเนาะအဲ short short စားပြီးတော့လှုပ်ရှားပါเนาะအဲအဲ့လိုမျိုးပြောတာเนาะမပြင်းပါနဲ့เนาะမငတ်ပါမပြေးမနဲ့မငတ်ပါနဲ့အဲ့လိုလဲပြောလို့ရှိတယ်ဒါဆီမလူနာတွေမှတ်မိအောင်ပါဟုတ်ပါတယ်ဟိုပွင့်နေပြညဆီမကြီးရဲ့ဒီစီဂျိုဆိုတာလည်းတကယ်လို့လည်းဖြစ်ပြီးဆိုတာနဲ့တတလုံးကုရတဲ့ယောဂါဆိုတော့လည်းခန္ဓာကိုယ်ချော့ပြီးတော့ကြမ်းမောက်နေရတာပေါ့နော်ချော့ခန္ဓာကိုယ်ချော့ချော့ခံရတာ ဟုတ်ကဲ့ပါအဲဆံမိုင်းအခုတော့ဗောနော်ဒီစီစဲရဲ့နောက်ဆုံးနေနဲ့ဗောနော်အဲဆံမိုင်းရဲ့လူနာတွေပဲဖြစ်လူနာရှင်မိသားစုတွေပဲဖြစ်ဗောနော်ဆံမိုင်းနေတဲ့အဲအဲပန်ကြားစရာများရှင်နေပြောပြပေးပါဦးခင်ဗျာနောက်ဆုံးဗောနော်နောက်ဆုံးခြုံပြောရင်တော့ဆံမကစောစောနော်စောစောဝဲမြေပြောတာစောစောစားလို့ပါနော်လို့ရင်လည်းထီရောက်အောင်အမြဲလို့ပါအမြဲတမ်းလဲဆက်ပြီးတော့လုပ် နေပါเนาะအမြဲလူတွေကပြတ်သွားတာခက်တယ်နိအမြဲတမ်းအဲ့ဒါတို့ လောက်ရမယ်နော်နောက်တစ်ခုကမိမိကိုယ်တိုင်ပါရမယ်မိမိကိုယ်တိုင်မပါဘဲနဲ့မအောင်မြင်နော်မိမိကိုယ်တိုင်ရဲ့ involvement က90ရာခိုင်နှုန်းလောက်ပါမယ်လို့ထင်တယ်နော်အဲ့လိုလုံးမတာရင်ကျမတို့စီးကြိုလူနာတွေအားလုံးရဲ့ဘဝခရီးရနော်ဝေဒနာကင်းမယ်နော်တက်ရှိမယ်နော်ပျော်ရွှင်မယ်ပေါ့ဒီ၃ချက်ကိုရမယ်ပေါ့နော်ဒါကြောင့်စီးကြိုရှိတဲ့လူအားလုံးအသက်ရှိချမ်းသာယောဂဝေဒနာကင်းဝေးကြပါစေလို့ ကျွန်မဆူတောင်းမြတ်တာပို့လိုက်ပါလိမ့်ရှင်။ဟုတ်ကဲ့ကျေးဇူးပါ။ဟုတ်ကဲ့ခင်ဗျာ။အဲကျွန်တော်ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့လူနာနဲ့လူနာရှင်များလည်းဆရာမကြီးနဲ့ဆွေးနွေးတဲ့အကြောင်းအရာတွေကိုဟိုနားထောင်ကြရအဖြစ်အသိပညာတိုးတက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗောနော်။အဲအားလုံးကိုကျေးဇူးတင်ပါတယ်။